အန္တရာခยีတူစီဘူလောဘတရားတွေဒေါသတရားတွေမောဟတရားတွေကြောင့်အန္တရာရှည်ကြတယ်အဲ့ဒီတန္တရာကိုပုံပြီးတော့ရှည်စေတဲ့အရာဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတယ်ငါဥစ္စာငါဥစ္စာလို့ဆွဲလန်းတဲ့တဏှာငါငါလို့ဆွဲလန်းတဲ့မာနငါအတ္တငါအတ္တငါဝိညာဉ်လို့ဆွဲလန်းတဲ့ဒိဋ္ဌိအဲ့ဒီတဏှာတရားမာနတရား ဒိဋ္ဌိတရားတွေကတန်တရာကိုဆွဲဆန့်တယ်တန်တရာကိုချဲ့တယ်ဒါကြောင့်ပပင်စာတရားလို့ခေါ်တာအဲ့ဒီပပင်စာတရားကိုတတဝါတွေဟာမသိလို့ပွားနေကြတယ်အရာရာကိုငါဥစ္စာငါဥစ္စာနဲ့ဒီလိုပဲဆွဲလန်းပြီးနေကြတာပဲကိုယ်လည်းမပိုင်ပဲနဲ့ပိုင်တယ်ထင်နေကြတာပဲငါလည်းမဟုတ်ပဲငါလို့ထင်နေတာပဲ နောက်ဆုံးတော့တတ္တဝါတိုင်းဟာမြေပြင်မှာအကောင်ပုတ်အနေနဲ့ဆုံးပြခံကြရတာပဲတည်ဆုံးသွားတဲ့အခါကျရင်ဘယ်သူမှနှစ်သက်ခြင်းတွေ့တာချင်းမရှိကြတော့ဘူးဆုံးပြလိုက်ကြတာပဲအဲ့ဒီလိုနဲ့ဆွေမြေပုတ်တိုးသွားရပြီးတော့ဓာလီပါအစုသူ့ထက်နဲ့သူပြန်ပေါင်းပြီးတော့သွားကြတာပဲမသေးခင်တာငါဟဲ့ငါဟဲ့နဲ့ထောင်လွှားနေတာ တည်သွားတော့ပါမှလည်းမဟုတ်ဘာမှလည်းယူသွားလို့လည်းမရကိုယ်ဆွေမျိုးတွေတယောက်မှလည်းကိုနောက်ကိုလိုက်မလာကြအောင်အဲ့ဒီဘောတရားကိုနားလည်မယ်ဆိုရင်တတိတံဝေကားလေးနဲ့ကုသိုလ်ရဖို့စူးစမ်းကြမှာပဲလူလောကကြီးထဲမှာနေတာလူသားပိသားစွာနဲ့နေကြရင်သူဦးနဲ့သူရိုင်းပင်ကြကုညေကြဖေးမကြအဲ့ဒီလိုနေကြရမှာ လွယ်နေတဲ့ကိစ္စတွေကိုပိုးပြီးတော့လွယ်သွားအောင်ရိုင်းပင်ကူညီဖေးမှဒီလိုနေကြရမှာဒါပေမဲ့လူတွေကအတ္တကြီးတော့မနေနိုင်ကြဘူးငါပဲစားကြတယ်သူစားတာကိုမကြည့်ကြဘူးငါပဲသုံးကြတယ်သူသုံးတာကိုမကြည့်ကြဘူးဆိုတဲ့စိတ်တွေဖြစ်လာတော့လွယ်နေတဲ့အရာတွေခက်ခဲလာကြတယ် လွယ်လွယ်ကူကူပြေးရမယ့်ကိစ္စတွေလွယ်လွယ်ကူကူမပြေးကြဘူးလောဘကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေကိုကြိုးကြည့်တဲ့သူတွေကြောင့်လူတွေမှာလွယ်သင့်ရဲ့သားနဲ့မလွယ်ကြဘူးအစဉ်ပြေသင့်ရဲ့သားနဲ့အစဉ်မပြေကြဘူးလွယ်လွယ်ကူကူရမယ့်အခွင့်အရေးလေးတွေကိုခဲယဉ်စွာနဲ့ယူနေကြရတယ်ဘာမှအပန်းမကြီးတဲ့ကိစ္စလေးတွေကို ခြေကုံလက်ပန်းကျပြီးတော့ယူနေကြရတယ်အမှန်တကယ်ဆိုမွေးပွားလာကြတဲ့ကိုကလူတူးချင်းတူးချင်းရဲ့လူသားအခွင့်အရေးအနေနဲ့ပြောမယ်ဆိုရင်ခြေတလန်းလန်းရင်ခြေတလန်းရောက်တင်တယ်ဆယ်လန်းလန်းရင်ဆယ်လန်းရောက်တင်တယ်တော်တော်လေးပဲအတ္တကြီးတဲ့လူတွေလွှမ်းမိုးနေတဲ့အခါလှမ်းကျင်တဲ့ခြေတလန်းထောင်းမှာ လွတ်လွတ်လပ်လပ်လမ်းခွင့်မရတဲ့လူတွေဖြစ်လာကြရတယ်။အတ္တကြည်သူများကြောင့်လောဘကြည်သူများကြောင့်မနာလိုစိတ်များသူများကြောင့်လွှဲသောအရာတွေကိုခက်ခဲစွာလုပ်ရတာ။ဘဝအတွက်ကိုကျွန်တော်ဘောကိုရက်ပြီးတော့စူးစားခြင်းပေမဲ့အဲ့ဒီရက်နေတဲ့ခြေတော့ကိုရက်လို့မရအောင်ဖြည့်စည်းဖြစ်ခြင်းကြတယ်ရိုက်ချိုးခြင်းကြတယ် ယတ္တိဇယနေရာရှိနေ ပြန်တော့လေအဲ့ဒီနေရာမရှိအောင်ဖြည့်ဆည်းပြစ်ချင်ကြတယ်အဲ့ဒီလိုလောဘဒေါသမောဟများနေတဲ့လောကကြီးထဲမှာလွယ်တော့အရာတွေခက်ခဲကုန်ကြတယ်အစဉ်ပြေမဲ့အရာတွေအစဉ်မပြေတော့ဘဲနဲ့ပြဿနာတွေများစွာကြုံကြရတယ်မွေးရပါအခွင့်အရေးတိုင်းမရရှာကြဘူး လောဘဓာတွေဒါကြောင့်မြတ်စွာဘုရားကဒီ31ပုံမှာအေးချမ်းတယ်ဆိုတဲ့အပြည့်သက်ငြိမ်းချမ်းတယ်ဆိုတဲ့ဘုံဘဝဆိုတာမရှိဘူးတူနဲ့တူဆက်ဆံကြရတယ်ဆိုတဲ့အရာတွေပေါ်လာတာနဲ့အမြမနာလိုခြင်းဆိုတဲ့အရာတွေအောင်မြင်မှုကိုမရှုစိန်ခြင်းဆိုတဲ့အရာတွေအလိုလိုပေါ်လာတာပဲ ကိုယ်ပေါ်မှာကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းမနေဘူးကိုကိုအောင်မြင်စေချင်တဲ့သူတွေရှိသလိုပျက်စီးသွားစေချင်တဲ့သူတွေလည်းပဲမနေဘူးအဲ့တော့လောကကြီးကအမှန်တိုင်းမြင်လို့မရအောင်ပြနေတဲ့အရာတွေကတခြားနောက်ွယ်မှာဖြစ်နေတာတွေကတခြားလူတွေရဲ့မျက်နှာမှာပြုံးပြထားတဲ့အပြုံးကတခြား ရင်ထဲမှာပုတ်လောင်းနေတဲ့အပုတ်တွေကတခြားအဲ့ဒီလိုဖြစ်နေတာကို အမှန်တွေ ရှားပါနေတယ်အမှန်တရားတွေခေါင်းပါနေတယ်အဲ့လိုအမှန်တရားတွေပြောက် အမှန်တရားတွေခေါင်းပါနေတော့ငါဥစ္စာငါဥစ္စာနဲ့ဒီလိုလူတွေပုံများလာတယ်ငါဟဲ့ငါဟဲ့လို့မာနနဲ့ထောင်လွှားတဲ့သူတွေပုံများလာတယ် ငါအတ္တကောင်ငါဝိညာဉ်ငါအတ္တဆိုတဲ့အဲ့လိုအယူလဲအမြင်လဲအတ္တဆိုရင်တမာတွေများလာတယ်များလာတော့အေးချမ်းစရာအကြောင်းမရှိတော့ဘူးဒီလိုလူတွေလှုပ်လိုက်တဲ့အလုံမှန်တပြားဟာမိမိသူတပါးဆင်းရဲစေဖို့အလုပ်တွေပဲလုပ်ကြတော့တာမိမိသူတပါးချမ်းသာဖို့အလုပ်ကိုသူတော်ကောင်းတွေမှသာလုပ်နိုင်တာအနစ်နာခံပေးခြင်း ိုကျိုးစုံပေးခြင်းဆိုတာသူတော်ကောင်းတွေမှလုပ်တာအနေနာခံပေးတဲ့သူမျိုးလည်းရှိပါမှ ကိုကျိုးစုံပေးတဲ့သူမျိုးတွေလည်းရှိပါမှအခက်ခဲနေတဲ့သူတွေအတွက်အစဉ်ပြေခြင်းအသက်ရှူချောင်ခြင်းဆိုတဲ့အရာတွေဖြစ်လာမှာပေါ့ကိုရတာကိုစားဖို့ပဲသူမစားရတာကိုနဲ့မဆိုင်ဘူးကိုရှိတာကိုသုံးဖို့ပဲသူမသုံးနိုင်တာကိုနဲ့မဆိုင်ဘူးဆိုတဲ့ တကူကောင်းစိတ်တွေနဲ့နေမယ်ဆိုရင် လောကကြီးမှာဆင်းရဲတဲ့သူတွေအများကြီး ပို့ပြီးတော့တွေ့လာရဖို့ပဲရှိတယ်။အင်းရှိဖို့အိမ်တော်မချမ်းသာကိုတယောက်တည်းအစဉ်ပြေနေုံနဲ့အစဉ်ပြေတယ်လို့ပြောလို့မရဘူး။ပဝန်းကျင်တစ်ခုလုံးပြောင်းဆန်နေတဲ့ဆိုရင်ကိုယ့်ရဲ့အေးချမ်းမှုကိုလည်းတနေ့နေ့ရိုက်ခတ်လာလိမ့်မယ်။ကိုတယောက်တည်းချမ်းသာပြီးတော့အများဆင်းရဲနေရင်လေကိုယ့်ရဲ့ အသက်ဘေးအန္တရာယ်ဆိုတာဒီနေ့နေ့မှာဆက်ရောက်လာတတ်တယ်။အဲဒီတော့လောကမှာမျှဝေစားသုံးခြင်းဘေးကမ်းဆွန်ကျဲခြင်း ဆိုတဲ့အရာတွေကို သူတော်ကောင်းတွေဟောကြားထားတဲ့အတိုင်းကျင့်သုံးရတယ်။ကိုဗင်းနာမှာအစင်မပြေတဲ့သူတွေကိုမြင်တဲ့အခါကိုချင်းစာတရားတရားပြီးတော့နိုင်တာလုပ်ပေးရတယ်။ကိုတယောက်တည်းပဲစားနေလို့မဖြစ်ဘူး။ကိုသမင်းပကံတဲ့က ခွဲချမ်းပြီးတော့ကျွေးတင်တဲ့အခါမှာကျွေးရမယ်။အဲ့ဒီလိုသာလူသားတိုင်းမှာတူညီတဲ့စိတ်တွေရှိမယ်ဆိုရင်လောကကြီးကตายရတာပေါ့။အခုတော့ငါဥစ္စာငါငါအတ္တလို့ဆွဲသောတဏှာမာနဒိဋ္ဌိအစွဲတွေနဲ့လုံနေကြတဲ့အခါဆင်းရဲတန်တရာရှိတယ်။ကိုကိုတိုင်လည်းပဲဒီဘဝမှာตาလို့မလို့ဆိုပြီးတပတ်သားကို အနိုင်ယူထားတဲ့အခါ ဒီဘဝတော့နိုင်ကောင်းနိုင်ပါလိမ့်မယ်။နောက်ဘဝတွေမှာတော့သူနိုင်တာကိုပြန်ခံရတဲ့ဘဝတွေကိုရောက်ကြတာ။မြတ်စွာဘုရားဟောကြားထားသောအထုပ္ပတ္တိတရားဒေသနာတွေတွေထဲမှာအဲ့ဒီလူတွေအများကြီးတွေ့ရတယ်။ဒီဘဝမှာတာရတယ်။နောက်ဘဝကြတော့အတုံးအလဲပြန်ပေးဆက်ရတယ်။ယဟန္တာဖြစ်တဲ့အထိဝိကျွေးကမပြေဘူး။ယဟန္တာဖြစ်တာတောင်းမှ အဲ့ဒီဝကြွေးတွေလိုက်တယ်ဒီလိုမျိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားရမယ်စင်ကြင်ရမယ်ဝကြွေးဆိုတဲ့အရာတွေအလကားမဟုတ်ဘူးအကြောင်းပြုထားရင်အကျိုးကဖြစ်ကိုဖြစ်တာကိုကိလေသာဆိုတဲ့ကိလေသာဝတ်အဝိဇ္ဇာတဏှာဥပါဒံဆိုတဲ့ကိလေသာတရားတွေတစ္ဆာလေးပါးကိုမသိတော့အဝိဇ္ဇာ ဆင်းရဲမမသိတာကိုလုံနေတဲ့အရာတွေကဆင်းရဲကိုရစေမယ်အကြောင်းတွေမှမသိတာဒီအကြောင်းလေးတွေပယ်လိုက်ရင်ဆင်းရဲငြိမ့်တယ်ဆိုတာကိုမသိတာဆင်းရဲငြိမ့်ဖို့အတွက်ဘယ်လိုရှုမြင်ရမလဲဘယ်လိုတွေးကြံရမလဲဘယ်လိုစူးစမ်းရမလဲဆိုတာမျိုးတွေကိုမသိတဲ့အတွက်ဆင်းရဲရှိကြတယ်မိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကို လုံကြတယ်အဲ့ဒီလိုမတိချင်းအဝိဇ္ဇာကြောင့်လည်းပဲဆင်းရဲဖြစ်တယ်ကိလေသာဝက်ငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့ချစ်ခင်မှုတွေ့တာမှုအပအဝင်ဒီအစွဲတွေဟာတဏတရားတွေကာမတဏဘဝတဏဝိဘဝတဏလို့တဏသုံးပါရှိတယ်အစင်းတွေအပန်းတွေအနံ့တွေအရသာတွေ အထိတ်အတွေ့တွေကမ္မကုံတရားလို့ခေါ်တယ်ကိုယ်ပတ်ဝန်းကျင်မှာလေ့လာကြည့်လိုက်ပတ်ဝန်းကျင်ပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာအဲ့ဒီမြင်စရာအဆင်းတွေနဲ့တိဆောက်ထားတာပဲပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာကြားရမယ့်အတန်တွေနဲ့တိဆောက်ထားတာပဲအဲ့ဒီပတ်ဝန်းကျင်ဆိုတာကအနံ့တွေနဲ့ဖွဲ့စည်းထားတာပဲအရာသားတွေနဲ့တိဆောက်ထားတာပဲ။ ထိတွေ့စရာအာယုံတွေနဲ့ဖွဲ့စည်းထားတာနေစဉ်ကြည်နေကြတယ်နေစဉ်အတန်တွေနားထောင်နေကြတယ်နေစဉ်အနံ့တွေရှိနေကြတယ်နေစဉ်အစာတောက်စားနေကြတယ်နေစဉ်ထိတွေ့စရာအာယုံတွေနဲ့ထိကြတွေ့ကြဂိုင်ကြတွေ့ကြတယ်အဲ့ဒီအရာတွေကိုကိုထိတွေ့ဂိုင်တွေ့စားတုံးရှုမြင်နေတဲ့အရာတွေပေါ်မှာ တက်မှတ်နေတာကိုကာမတဏလို့ခေါ်တယ်။ဘဝတဏဆိုတာကတော့တတ္တဒဒိဋ္ဌိနဲ့တကွာဖြစ်သောတတဝါဆိုတာမြဲတယ်။ဒီဘဝပြီးလဲနောက်ဘဝဆိုတာရှိနေအောင်ပါပဲ။အဲ့ဒီလိုတရားသဘောအရာအဝိဇ္ဇာရှိနေသေးရင်ဆင်းရဲအကျိုးဆိုတာလာအောင်မယ်။အဝိဇ္ဇာချုပ်သွားရင်တော့ဆင်းရဲဆိုတဲ့အကျိုးတရားတွေမလာတော့ဘူးလို့သိတာမျိုးမဟုတ်ဘဲနဲ့ သူကတတဝဝိညာဉ်အဲ့ဒီအရာဟာပြောက်မသွားဘူးလူသာသိရင်သိသွားတယ်ဝိညာဉ်ကနောက်ဘဝကိုကူးသွားတယ်စသဖြင့်အလွဲတွေလိုက်ဆွဲလန်းနေတာသတ္တတာဒိဋ္ဌိနဲ့တကွာဖြစ်တယ်တတဝမြဲတယ်လို့ထင်တဲ့အဲ့ဒီအထင်အမြင်နဲ့ဆွဲသောအစွဲကိုဘဝတနာလို့ခေါ်တယ်တနည်းအားဖြင့်ရူပဝဇ္ဇရဘဝအရူပဝဇ္ဇရဘဝတွေကို တောင့်တတဲ့တဏှာကိုလည်းဘဝတဏှာလို့ခေါ်တယ်။နောက်ဝိဘဝတဏှာဆိုတာကတော့ဒီဘဝပြီးရင်ပြီးပြီဘာမှဖြစ်เสียမလို့တော့ဘူး။ဘဝပြတ်ပြီလို့အကြောင်းပြတ်လို့အကျိုးပြတ်တာကိုနားလည်လို့မဟုတ်ဘဲနဲ့သူ့ဘာသာသူထင်မိထင်ရမြင်မိမြင်ရနားထောင်မိနားထောင်ရနားထောင်ပြီးဆွဲမိဆွဲရဆွဲတာကုသိုလ်ကံအကုသိုလ်ကံကိုမယုံတဲ့သူတွေ နောင်ဘဝဘာမှအကုသိုလ်လုပ်တာလဲခံစရာမလိုဘူးကုသိုလ်လုပ်တာလဲအကျိုးမပေးဘူးလို့စွဲပြီးတော့ဒီဘဝပြည့်ပြီးတာပဲလို့စွဲသောအစွဲဥစ္စေတာဒိဋ္ဌိနဲ့တကွာဖြစ်တဲ့အစွဲကိုဝိဘဝတဏလို့ခေါ်တယ်အဲ့ဒဏတွေကကိလေသာဝတ်ပဲဒီအစွဲတွေနဲ့ပဲဘဝအတ္တတွေပြန်ပေးတာသူကဒီဘဝပြည့်ပြတ်တယ်လို့သူ ထင်ပေမဲ့တကယ်တမ်းကြတော့ ြတ်တန်သောချုပ်တန်သောကိလေသာတွေသူ့မှာအပုံလိုက်ဒုနဲ့ဒေးနဲ့ရှိနေတာဖြစ်တဲ့အတွက်အကြောင်းမချုပ်တဲ့အတွက်ကြောင့်အကျိုးကချုပ်เสียအကြောင်းမရှိဘူးသူတည်တဲ့အခါကျတွေ့မှာပေါ့ဒီလိုပဲမပြတ်တဲ့ဝတ်ကိုတဏှာဒီဟူသောအကြောင်းတရားနဲ့လဲနေတယ်နောက်ဥပါဒံဆိုတဲ့သဘောတရားအစွဲအလန်း ကာမုပါဒံဆိုတဲ့အဲ့ကာမဂုဏ်တွေကိုဆွဲလန်းတဲ့ဆွဲလန်းမှုလောဘလိုတရားကိုရတယ်ဒိဋ္ဌုပါဒံလို့ပြောသော ပုဂ္ဂိုလ်တတ္တဝါဆွဲသောမမြဲတာကိုမြဲတယ်လို့ထင်သော စင်ရတာကိုချမ်းသာတယ်လို့ထင်သောအစိုးမရတာတွေကိုအစိုးရတယ်လို့ထင်နေသောဒိဋ္ဌိကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်။နောက်သီလပတုပါဒံဆိုတာနှွားအကျင့်ခွေးအကျင့်တို့ဖြင့် တတဝါတယောက်ဆင်းကြဲတယ်လို့ယူဆတဲ့ဒိဋ္ဌိတမျိုးအတ္တဝါဒုပါဒံဆိုတဲ့အတ္တကောင်ဝိညာဉ်ကောင်စသည်ဖြင့်ဆွဲလန်းတဲ့ဒိဋ္ဌိတမျိုးအချို့အားဖြင့်ဆိုရင်တဏနဲ့ဒိဋ္ဌိပဲအဲ့ဒါတွေဟာကိလေသာဝတ်ဒီကိလေသာဝတ်တရားလဲစေသောဒီကိလေသာ ရှိမယ်ဆိုရင်တော့ကိလေသာကြောင့်အလုပ်တွေလုပ်ကြတော့ကာမဝတ်တွေဖြစ်တယ် အဲ့ဒီအလုပ်တွေကအတိတ်တုန်းကဆိုရင်သင်္ခါရလိုအမည်ရသောပုံညာပြီသင်္ခါရအပုံညာပြီသင်္ခါရအာနင်းစားပြီသင်္ခါရဆိုတဲ့ကုသိုလ်အကုသိုလ်တွေပြုခဲ့တယ်ပြစုံပံဘဝမှာလဲကမ္မဘဝလို့ခေါ်သောကာယကံဝစီကံမနောကံကုသိုလ်အကုသိုလ်တွေလုံကြတယ်အဲ့ဒီသင်္ခါရနဲ့ကမ္မဘဝလို့ခေါ်သော ကမ္မဝတ်လဲစေသောဒီဝတ်ကိုပြုမယ်ဆိုရင်ဝိပါကဝတ်ဆိုတဲ့နောက်ထပ်ဆင်းရဲတွေကိုရစေတယ်ဝิญဉာဏ်ယုတ်တလာယရဏဖတ်တဝေဒနာကမ္မဘဝကပြည့်တော်ဥပကဘဝတစိတ်ဥပပတ္တိဘဝဆိုတဲ့တရားပြည့်လို့ရှိရင်ဇာတိနဲ့သရမရဏနဲ့အဲ့ဓာတွေတွဲလိုက်တဲ့အခါကျတော့ ဝိညာဉ်နာယုတ်သာလာယရဏဖတ်တဝေဒနာဘဝတစိဖြစ်တဲ့ဥပပတ္တိဘဝဇာတိဇရာမရဏဆိုပြီးတော့၈ပါးဝိပါကဝ၈ပါးဝတ်တယ်လဲမယ်နောက်ဘဝရတာကိုပြောတာနောက်ထပ်ခန္ဓာတွေရတာကိုပြောတာဇာတိရမယ်အိုးအောင်မယ်သေအောင်မယ်အဲ့ဒီလိုနဲ့ဆင်းရဲတွေကို ဖြစ်စေတော့ကိလေသာဝတ်တွေ ရှိရင် ကာမဝတ်တွေကိုပြုကြတယ်။ကိလေသာကြောင့်အလုပ်တွေလုပ်တယ်။အလုပ်တွေလုပ်တော့အကျိုးတွေပေးတော့ဝိပါကဝတ်တွေဖြစ်တာပေါ့။ဒါတွေဘာကြောင့်ဖြစ်နေတာလဲဆိုတော့အချုပ်ကသစ္စာလေးပါးကို မသိတဲ့မောဟ။ငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့နှစ်သက်တွဲတာနေတဲ့တဏ္ဏ။အဲ့လိုဆွဲလန်းနေတဲ့ဥပါဒံဒီတရားတွေကြောင့်ပဲ။ဒီတရားတွေရှိနေသမျှတော့ ဆင်းရဲတွေဖြစ်နေမှာပဲအဲ့တရားတွေကိန်းအောင်နေတဲ့ပုံကိုတယောက်ကလည်းမိမိသူတပါနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကို လုပ်နေမိအောင်မှာပဲဒီတော့လောကကြီးကိုကြည့်လိုက်ရင်လူလောကကိုကြည့်အောင်မလားဒိဋ္ဌံလောကကိုကြည့်အောင်မလားနတ်လောကကတော့ကိုမမြင်နိုင်လို့ထားဖရာအဟောရဆိုနတ်တွေလည်းပဲတဦးနဲ့တဦးဘုံကြည့်တဲ့သူကကြည့်တယ်လို့ ဘုံနေတဲ့သူကနေသလိုတိမ်ငယ်ရတာတို့အငယ်ရတာတို့ဝမ်းနေတာတို့ဝမ်းသာတာတို့သူတို့မှလည်းရှိရတာပဲဖြစ်ကြတာပဲဒီတော့အေးချမ်းတယ်ဆိုတဲ့အရာတွေကိုမတွေ့ရဘူးခဏစိတ်ချမ်းသာလိုက်တော်တော်ကြာစိတ်ဆင်းရဲစရာပေါ်လိုက်အဲ့လိုကြုံတဲ့နေရာတွေမှာလူဘဝမှာပို့ပြီးတော့တွေ့ရလိမ့်မယ် လူဘဝမှာစိတ်ချမ်းသာစရာကြားလိုက်တော်တော်ကြာစင်ရဲစရာကြားလိုက်မမြဲသော သင်္ခါရတရားတွေမြန်မြန်ဆန်ဆန်တွေ့ရတဲ့ဘဝပေါ့နှစ်ပြည်တို့မြမပြည်တို့ဆိုတာကတော့တတ်တန်းတွေရှေကြတော့နှစ်ပြည်ဆိုရင်ကာမဂုဏ်စည်းစိမ်တွေစံစားရတဲ့အခွင့်အရေးတွေကများနေတော့သူတို့ကကုသိုလ်တောင်မေ့နေတတ်တယ်မြမာတွေကတော့သူတို့ဇန်ချမ်းသာနဲ့သူတို့နေတော့ ထိုက်တန်အပြင်ဒီဘဝမကုံချင်းတော့အေးချမ်းနေကြတာပဲဝိမပြတ်သေးဘူးဆိုရင်တော့မြမပြေကနေပြီးတော့လဲအောက်ကကာမဘုံကိုပြန်ဆင်းလာတတ်တယ်ဝိပြတ်ပြီးမညံဘုံညံတွေကိုကြထားပြီဆိုရင်တော့အထက်မဲ့အလို့ငါပြန်မဆင်းကြတော့ဘူးအဲ့ဒီမြမတွေကတော့ဒီလိုမှမဟုတ်ရင်တော့တာမန်ပုထုဇဉ်ဘဝနဲ့မြမဖြစ်မယ်ဆိုရင်တော့လူပြည်လဲပြန်ရောက်အောင်ပါပဲ တိစ္ဆာလည်းပြန်ဖြစ်နိုင်သေးတာပဲဒါကြောင့်မလို့အရိယာမတ်ကိုရဖို့မြတ်စွာဘုရားကတိုက်တွန်းတာအရိယာမတ်ကိုရတယ်ဆိုတာကလည်းအဲ့ဒီကိလေသာဆိုတဲ့သဘောတရားတွေကိုပယ်ဖို့အဓိကအကြဆုံးလောဘပယ်အောင်ကြိုးစားရတာဒေါသပယ်နိုင်အောင်ကြိုးစားရတာမောဟပယ်နိုင်အောင်ကြိုးစားကြရတာ အခြေခံအဲ့ဒီတရား၃ပါး ਨੇ အတူမာနဒိဋ္ဌိဝိသိကိစ္စထိနာဥဒိစ္စအာဟိရိက အနုတ္တပါဆိုတဲ့စိတ်ကိုညင်ညူးစေသောညစ်ထေးစေသောဒီကိလေသာတရားတွေကိုဘုရားရှင်က အကုန်ပယ်ခိုင်းတာဒီလိုအကုန်ပယ်ကြမယ်ဆိုတော့စဉ်းစားကြည့်ကိုယ်မှာအဲ့ဒီကိလေသာပဲရှိသလားမေးတတ်ရတယ် ဆန်းစစ်တတ်ရတယ်သူတစ်ပါးကိုလိုက်ကြည့်မနေနဲ့လို့ဘုန်းကြီးပြောပြီးထားအတိုင်းပဲသူတစ်ပါးကိုလက်ညှိုးထိုးမယ်ဆိုကိုယ့်ကိုပြန်ထိုးမယ်လက်ညှိုးတွေလည်းအများကြီးပဲအဲ့တော့သူများကိုလက်ညှိုးထိုးနေတာအကျိုးမရှိဘူးကိုယ့်ကိုယ်ကိုပြန်ပြီးတော့လက်ညှိုးထိုးကြည့်ပြီးကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပြုပြင်ဖို့ဆင်ကျင်တဲ့အခါရှုမြင်သုံးသပ်တဲ့အခါကိုယ်အမားတွေမြင်လာလိမ့်မယ်ကိုယ်ကလည်း လောဘသားကောင်းပါလားလောဘတွေများတဲ့အတွက်ကြောင့်ကိုချစ်တာကိုကြိုက်တာဆိုတဲ့အရာတွေဘက်ကိုလိုက်ပြီးသန္တာဂရီလိုက်တတ်တဲ့သူပါလားသန္တာဂရီလိုက်နေသေးတယ်ဆိုရင်အပေကမလွတ်သေးဘူးကိုကိုကိုအဲ့လိုဆုံးမရတယ်တရားဖြင့်ဆုံးမရတယ်တရားဖြင့်ယဉ်ကျေးပြည့်တဲ့သူဆိုတာဘုရားရှင်မှားထားတဲ့အတိုင်းမိမိကိုကိုမိမိပြန်ရှုပြီးတော့ကိုအမားကို ကိုပြန်ရှုတဲ့သူတွေဒီလိုလူတွေကတရားကြောင့်ရှင်ကျေးလာတယ်တရားကြောင့်ပဲချမ်းသာမှုတွေခံစားလာရတယ်အဲ့တော့လောကမှာလက်ရှိဘဝမှာစည်းစိမ်ဥစ္စာတွေချမ်းသာတဲ့လူချမ်းသာကြီးတယောက်ဖြစ်ခြင်းမှဖြစ်မယ်သို့တော့တရားကိန်းတဲ့အတွက်စိတ်ချမ်းသာသူဖြစ်မှာကတော့မလွဲဘူးဘာကြောင့်လဲဆိုတော့ ဖျားမှားကြတဲ့အတိုင်းတမတ်ချင်းတွေဆွဲလန်းချင်းတွေဆိုတဲ့အရာတွေကို သူကချိုးနှိမ်နေတဲ့သူကိုဒီတော့တမတ်မှုနေတယ်မောက်မှားခြင်း မရှိဘူးအရာရာကိုတင့်တင့်စွာနှလုံးသွင်းတတ်တယ်အရာရာကိုမမြဲသောတရားတွေဆင်းရဲသောတရားတွေဖြစ်ပြီးတော့လည်းပြတ်ကြတာပါလားအမြဲတမ်းပေါက်ပြန်နေတဲ့အရာတွေပဲ ထာဝရတည်နေတဲ့အရာတွေဘာမှမရှိဘူးဒီလိုအမြဲတမ်းတရားလမ်းကြောင်းအတိုင်းနှလုံးသွင်းတာကိုယောနီတုံမနတိကာရဖြင့်နှလုံးသွင်းတယ်လို့ခေါ်တယ်ဒီလိုနှလုံးသွင်းနိုင်တဲ့သူတွေအေးချမ်းပြီးတော့နေကြတယ်ကိုကိုကိုတရားနဲ့ဆုံးမတာဩငါမှလောဘရှိသေးတယ်ဒီလောဘကိုငါချိုးနိုင်ရမယ်ကိုကိုကိုပဲကြည်တယ် သူများကိုမကြည့်ဘူးသူများအပြစ်တွေလည်းပြောမနေဘူးကိုကိုကိုကြည့်တော့ကိုအပြစ်ကိုမြင်ပြီးတော့ပြင်လို့ရတယ်ဟုတ်ပြီရှော့ချလာတဲ့လောဘနည်းလာပြီမတော်လောဘတွေမရှိတော့ဘူးစသည်ဖြင့်ကိုယ့်ရဲ့တိုးတက်လာမှုကိုကိုမြင်နေရပြီးတော့ပီတိဖြစ်လာလိမ့်မယ်ဒေါသလွယ်လွယ်ထွက်တတ်တာကိုလည်းကိုယ့်ဘာသာကိုကိုသိတော့အော်ငါသည် ဒေါသတော်တော်မြန်တာပဲအနာလိုစိတ်လည်းတော်တော်ကြီးတာပဲဒါတွေကြောင့်လောင်နေတာကိုဒေါသဆိုတာကောင်းကျိုးမပေးဘူးမိမိကသူတစ်ပါးကနှစ်ဦးစလုံးအကျိုးမဲ့စေတယ်မနာလိုစိတ်ထားတော့ကဘာအကျိုးရှိလို့တုံးကိုအရင်ပူလောင်ရတာအမြဲတမ်းသူ့အကြောင်းကိုကိုကောင်းတဲ့ထဲ့နေမိတာကိုက ကိုရှုံးနေတာပဲအဲ့တော့မနာလို့စိတ်အလင်းမရှိသူ့ကံနဲ့သူသူ့ရဲ့လုံလဝရိယသူ့ရဲ့ကံဉဏ်ဝရိယကြောင့်ရရှိတဲ့တဲ့အကျိုးသူရရှိပါစေခံစားပါစေကိုရကြရင်ကိုတိုင်ကြိုးစားဖို့ပဲလိုတယ်လို့အဲ့ဒီလိုမိမိကိုယ်ကိုအာယုံစိုက်တတ်တယ်ကိုမှရှိနေသောဒေါသအငြိအကြေးကိုပယ်တတ်တယ်ဒေါသအစား မေတ္တာစိတ်ထားနိုင်အောင်ထားရင်းနဲ့နောက်ဆုံးမှာ အသားကျလာပြီးတော့မုန်းတယ်ဆိုတာကိုမရှိတော့လူတစ်ပတ်သားကိုအလိုမကျဘူးဆိုတာကိုမရှိတော့မေတ္တာစိတ်နဲ့ပဲအေးချမ်းစွာ နေနိုင်လာတာတရားရဲ့အကျိုးတွေပဲအဲ့ဒီလိုကိုကိုကိုပြန်ရှုပြီးတော့ကိုကိုကိုပဲဆုံးမလာတဲ့အခါငါဥစ္စာလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါလို့ဆွဲလန်းမှုတွေလည်းမရှိတော့ ငါအတ္တလို့ဇွဲလန်းမှုတွေလည်းမရှိတော့ပဲလောကကိုယထာဘူတာကြကြမြင်လာတယ်ဒီလောကကြီးတည်းမှာဒီမြဲတာဘာများရှိလို့လဲခစ်တွေစနစ်တွေကြည်အောင်မလားမမြဲကြဘူးအုတ်ချုပ်သွားကြတဲ့အုတ်ချုပ်သူတွေကို ကြည်အောင်မလားတကဘာလုံးကအုတ်ချုပ်သူတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးအုတ်ချုပ်ကလူရန်းစားတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူး ခဏတာလူလာဖြစ်ပြီးတော့ခဏနဲ့ပဲဘဝတကူအဆုံးတကြတာပါပဲနောက်ဆုံးတော့ကိုပြုတ်တဲ့ကံတွေပဲပိုက်ပြီးတော့ထွက်သွားကြရတာဒီတော့ကုသိုလ်ကံလေးပါလာလို့လူဖြစ်နေတဲ့ဘဝမှာအချင်းနည်းဖြစ်မသွားရအောင်ကုသိုလ်တွေပဲစုသွားမယ်သီလအနှစ်တမာတိအနှစ်ပညာအနှစ်ဆိုတော့ အနှစ်တရားတွေပဲရအောင်စုသွားမယ်ကိုကိုကိုလောင်ကျွမ်းပြီးတော့ဘဝတစ်ခုအဆုံးအသတ်မခံနိုင်ဘူးမေတ္တာစိတ်ကလေးကိန်းကျင်ကိန်းမကိန်းကျင်ကုံတော်ပွားနေတဲ့မြတ်စွာဘုရားကိုအာယုံပြုတဲ့စိတ်ကလေးနဲ့နေမယ်တဏှာကြီးလုံးလုံးကုံတော်လေးနဲ့နေမယ်တဏှာကြီးလုံးလုံးမေတ္တာပွားပြီးတော့မေတ္တာစိတ်ကလေးနဲ့နေမယ် တနာယူလုံးလုံးမမြဲခြင်းကိုဆင်ခြင်းနေတဲ့ဝိပဿနာကမ္မထံတကုတ်ကုကိုအာထုတ်ပြီးနေမယ်မြင်ရသမျှကြားရသမျှနံသမျှစားသမျှထိတွေ့သမျှတွေးသမျှကြံသမျှအရာတွေအလုံးဒီသင်္ခါရတရားတွေညင်းမှမမြဲပဲလို့အမှန်တိုင်းမြင်နေပြီးတော့ကိုကိုကိုဆုံးမလာတဲ့အခါအမြဲတ ारी ကိုမြင်ပန်းများတဲ့အတွက်ကြောင့် မတတ်မှတ်တော့ဘူးအပြက်တွေကိုမြင်ပန်းများတဲ့အတွက်ကြောင့်မလို့မစွဲလန်းတော့ဘူးစွဲလန်းမှုကုန်းလာတဲ့အခါအေးချမ်းမှုဖြစ်လာတော့တာပဲအဲ့ဒီစွဲလန်းမှုတွေကြောင့်တတ္တဝါတွေတန်တရာရှည်တယ်ငါဥစ္စာလို့စွဲတော့တဏှာစွဲငါလို့စွဲတော့မာနစွဲငါအတ္တလို့စွဲတော့ဒိဋ္ဌိစွဲဒီအစွဲတွေကြောင့်တန်တရာရှည်နေကြတာ မရှိကြတော့ဘူးဘဝမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကလည်းကိုယ့်ကိုတရားပြလိုက်ပြီးပြီမြင်နေသည်မမြင်စရာအာရုံတွေကလည်းကိုယ့်ကိုထိတ်လန့်အောင်တရားပြနေတယ်ကြားသည်မတရင်တွေကလည်းကိုယ့်ကိုထိတ်လန့်မှုတန်ဝေကရအောင်တရားပြနေတယ်တွေ့ကြုံသည်မအတွေ့အကြုံအားလုံးဟာလည်းတတိတန်ဝေကရအောင်တရားပြနေတာပါလားလို့ တင့်တင့်တဲ့နှလုံးသွင်းတဲ့သားအမျက်နှလုံးသွင်းပြီးလောကကိုကြည့်တဲ့အခါအေဂျင့်တဲ့သူတယောက်ဖြစ်လာတယ်။လောကတဘာဝကိုစန့်ကျင်ပြီးတော့မနေတော့ဘဲနဲ့တဘာဝကိုလက်ခံနိုင်သူတယောက်ဖြစ်လာတယ်။အမြဲသောဆင်းရဲသောအဆိုးမရသောတရားတွေကိုဖတ်တွေ့ထားတဲ့သူမဟုတ်တော့ဘူး။အမြဲသောတရားတွေကိုစုပ်ကိုင်ပြီးတော့ ပြောင်းလဲပေါက်ပြန်မှုတွေကြောင့်တောကအဖြစ်မခံတော့ဘူးဆင်းရဲသောတရားတွေကိုဆုပ်ကိုင်ပြီးတော့သူတို့ရဲ့ပျက်စီးမှုကိုကြည်ပြီးတော့ငိုနေရတဲ့သူတယောက်အဖြစ်မခံတော့ဘူးကိုအစိုးမရတဲ့အရာတွေကိုဆုပ်ကိုင်ထားပြီးတော့အစိုးမရပြောင်းလဲပေါက်ပြန်သွားတဲ့အခါမှာပူလောင်နေရတဲ့သူတယောက်အဖြစ်မခံတော့ဘူးဘယ်အရာမြဲလို့လဲကိုခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါအစိတ်အပိုင်းတွေတောင်ကိုအလိုပေါ်မှာမလိုက်တာ ပြင်ပကလူတယောက်ကိုယ်အလိုလိုက်ဖို့ဆိုတာဖြစ်နိုင်ပါမလားလောကတဘာဝအခြေအနေတစ်ခုကိုကိုယ်ဖြစ်ခြင်းတဲ့အတိုင်းပုံသွင်းတာဖြစ်နိုင်ပါမလားအကြောင်းတွေပါလာကြတဲ့အတွက်ကြောင့်ကြုံကံပါလို့ကြုံနေကြတာဖြစ်ကံပါလို့ဖြစ်နေကြတာတရားများများကျင့်နိုင်သောသူများမှလွတ်မြောက်ပါလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့ စိတ်ကိုကိုကိုတိုင်းသာပြန်ရှိပြီးတော့ညှထင်းနေသောအရာတွေကို တရားနဲ့စေချောနိုင်ကြပြီးအေးချမ်းမှုအရာတော်ကိုခံစားနိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးသစ္စာလေးပါးမြတ်တရားတို့ကိုသိမြင်နိုင်ကြကုန်၍ဝိစင်းရဲ့ကုံရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်များများဖြစ်နိုင်ကြပါစေကုန်တည်း